ဇာသာပတိနေမေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတာကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်အလုပ်တိုးတက်မယ်လူရပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ်ရာလုံးကိုကြော်ပြီးတော့လူရစန္ဒပြည့်စုံခြင်းကိုကြော်မယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချတဲ့အကြောင်းသင်ပြပါမယ်။တရက်နေ့ရရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိတဲ့မြတ်တရားကြီးခံကောင်းမယ်။ နေရနေ့မှာခီးကိစ္စအစဉ်ပြင်မဲ့ပစ္စည်းပြောက်တတ်တဲ့အခက်ခဲကြတိုးတက်မယ်။သုံးရနေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအစဉ်ပြေခြင်းကိုကြုံမယ်။လေးရနေ့မှာရန်နဲ့ရှင်ပြီးလောက်ရမယ်ပြီးမှအစဉ်ပြေသွားမယ်။ငါးရနေ့မှာပေါ်လာတဲ့စေကုသိအကြံဉာဏ်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပမ်းမယ်။၆ရနေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရတ္တန်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်ခொနည်းနည်းကလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့တောင်ရက်ကုန်တည်သွားရင်အညည်ရှိတတ်တာသတိထားရမယ်အဲ့ဒီရက်မှာနေစရနိုင်တဲ့တဏ္ဍခွဲတွင်မှာသွာလာနေတိုင်းအထူးပြုပြီးတော့ကျူးဆက်ရမှာ ဖြစ်တယ်တပတ်တာကာလအတွင်းတနည်းလာနေသောကြံနေငံနေဝိသူတွေကောင်းကျိုးပေးတယ်ဇာတာပတိနေစနေနေဝိသူတွေ ဒုက္ခပေးတတ်ပါတယ်။၃၆ကိုကနန်နေချိုးပြီးတယ်။အပြာရောင်မိကိုရောင်ပန်းရောင်တို့ကို သုံးပြီးလို့ရှိရဆန္ဒပြုပြီးလောကိုင်းမှာဒီကဏ္ဍအတွင်းမှာ၄ရက်နေ့သဇမုလပြည့်နေ့အဲ့ဒီညနေအင်္ဂါနေ့တိုက်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှာလျားဖြတ်အခောက်ခွာရွှေရောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကို ဈေးဆိုင်ဈေးရောက်တဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ဖွင့်ကံဖွင့်ခြင်းနေရှိမယ်ဈေးကိုဈေးလက်ဖွင့်စေသော စီရင်ဖြစ်လာမယ်ဆောင်ရွက်ပြီးအချိုးကျစုရရှိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်